ားလုံးဝင်းမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဟောင်ကောင်မှာ Solana ETF တွေလဲပတ်တော့မဲ့သတင်းနဲ့အတူ Baseball မှာ Private Transition တွေတွေ့ရတော့မဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ Season တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ရမရပေါ်အနေနဲ့ဟောင်ကောင်မှာ Solana ETF တွေလဲပတ်တော်မဲ့သတင်းကိုတက်ဆက်ပေးစင်ပါတယ်။ဟောင်ကောင်က Spot Solana ETF ကိုအတည်ပြုလိုက်တာကြောင့်ကနေဒါ၊ဘရာဇီးနဲ့ကာဇက်စတန်တို့အတူတူဖြစ်သွားခဲ့ပြီးတော့ဒီ ETF ကိုအတည်မပြုရသေးတဲ့ American နဲ့ဂျာကကွာဟမှုကိုလည်းပို့ပြီးတော့ကျေပြန့်စေခဲ့ပါတယ်။ပုံတွေဦးနေမှာဟောင်ကောင်ရဲ့ Security and Future Commission SFC က China Asset Management Solana ETF ကိုခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကကြေညာလာတာဖြစ်ပြီးတော့ဒါက Bitcoin နဲ့ Ethereum ပြီးတဲ့နောက် ဟောင်ကောင်ကအတည်ပြုတဲ့တတိယမြောက် Crypto Spot ETF ဖြစ်ပါတယ်။ဒီ ETF မှာ RMB counters နဲ့ USD counters နှစ်မျိုးလုံးပါဝင်တာကြောင့်ငွေချင်းနှစ်မျိုးလုံးနဲ့ရောင်းဝယ်ဖောက်ကားနိုင်ပြီးစတယ်လုံးနိုင်ပါတယ်။ Trading unit တစ်ခုမှာ share 100ပါဝင်မှာဖြစ်ပြီးတော့အ ਨੇ ဆုံးယင်းနှစ်မြုံနံမှုကဒေါ်လာ100လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။လာမယ့်တနင်္လာနေ့မှာစတင်ဖြက်ချီဖို့မျှော်လင့်ထားတာကြောင့်ဒီအချိန်မှာတော့အသေးစိတ်သိရတော့မှာပါ။ ETF ဝင်ဆောင်မှုရဲ့အတွက် management fee က 0.99%ပါဆန့်သတ်မှတ်ထားပြီးတော့ custody နဲ့ administrative fees တွေက net assets value ရဲ့1%အောက်မှာကန့်သက်ထားတာကြောင့်စုစုပေါင်း annual rate expense ratio က1.99%လောက်ရှိပါမယ်။တကယ်တော့ဟောင်ကောင်က spot solana etf ကိုခွင့်ပြုလိုက်တာကကမ္ဘာပထမဆုံးတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်က brazil က spot solana etf ကိုနိုင်ငံရဲ့ stock exchange တွေမှာစတင်ပြန့်ကျီခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ April မှာတော့ကနေဒါနိုင်ငံအတွင်းမှာ solana spot etf တွေစတင်ခဲ့ပြီး Ontario Security Commission OSC က Assess Manager တွေကို Solana ကင်ဆောင်တဲ့ ETF တွေထုတ်ပေးဖို့ခွင့်ပြုခဲ့ပါတယ်။မကြာသေးခင်ကပဲ Kazakhstan နိုင်ငံကလည်းသူတို့ရဲ့ပထမဆုံး Solana ETF ကိုစတင်ခဲ့သေးတာကြောင့် Hong Kong က Stoughta မြောက် Spot Solana ETF ကိုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာ crypto ဟပ်ဖြစ်ရမယ်လို့ကြွေးကြော်ထားတဲ့ American ကတော့ Solana Spot ETF ကိုအတည်ပြုတာဒါမှမဟုတ်ဖြန့်ချီတာမျိုးမရှိသေးတဲ့အတွက်နောက်ောက်ကျကြံရစ်နေစေဖြစ်ပါရခင်ဗျာ။ ဆက်လက်ပြီးတော့ baseball မှာ private transition တွေတွေ့ရတော့မဲ့သတင်းတင်ဆက်ပေးကြပါမယ်။ base network ပေါ်မှာ private stablecoin transition တွေကိုလောက်ဆောင်နိုင်မှုနှိစက်လာပြီလို့ကြေညာလာပါတယ်။ဒါက public blockchain တွေပေါ်က privacy အတွက်စိုးကြိုးကောင်းကျိုးရှိတဲ့အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ coinbase အနေနဲ့ဒီ demand ချက်ကို account ထဲပေါ်ဖို့အတွက် crypto privacy platform တစ်ခုဖြစ်တဲ့ ionfish ကို match လာကဝယ်ယူခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ဒီ privacy solution မှာ know your customer KYC စစ်ဆင်မှုတွေလိုအပ်အောင်မလားဆိုပြီးတော့မေးခွန်းတွေထွက်ပေါ်နေပြီး cyber ရာဇဝတ်မှုအားပေးဖြစ်လာနိုင်မလားဆိုတဲ့မေးခွန်းကိုအဓိကသိချင်နေကြပါတယ်။ Coinbase CEO Brian Armstrong ကတော့ဒီမေးခွန်းတွေအတွက်အသေးစိတ်အကျလက်တွေကိုမကြခင်ထုတ်ပြောသွားမယ်လို့ဆိုထားပါတယ်။တကယ်တော့ privacy အသားပေး crypto transition တွေက user တွေရဲ့ banner ရေး data တွေကိုကာကွယ်ပေးတာ transition တွေကိုလူအများမြင်ကွင်းကနေဖယ်ရှားပေးတာမျိုးရှိသလို့ ဟက်ကာတွေရဲ့ပြစ်မှတ်ဖြစ်နိုင်တဲ့ NDA တွေကို short ချပေးနိုင်တာကြောင့်လူတွေလူလားကြပါတယ်။ဒါပေမဲ့ base ရဲ့ transition တွေက iron fish ရဲ့လက်ရှိပုံစံတွေအတိုင်းသွားမယ်ဆိုရင်တော့လုံးဝ private ဖြစ်မှာမဟုတ်ပါဘူး။ Iron Fish က zero knowledge proof တွေကို view key တွေသုံးပြီးတော့ transition တွေကို private ဖြစ်အောင်ထားပေးပါတယ်။ဒါပေမဲ့အခွန်အာဏာပိုင်တွေဒါမှမဟုတ်အခြားအစိုးရပိုင်းဆိုင်ရာတွေက user data တွေကိုတောင်းဆိုလာခဲ့ရင်တော့ထုတ်ပေးသွားမှာပါ။ ဒါကြောင့် Ion Fishman account ဖွင့်တဲ့အခါ user rate အနေနဲ့ဒီ view key တွေကိုရရှိမှာဖြစ်ပြီးလိုအပ်ရင်အာဏာပိုင်တွေကို read only access ပေးနိုင်ပါတယ်။ဒါကြောင့် base ရဲ့ privacy transition တွေကလုံးဝ auto privacy အသားပေးတာမျိုးမဟုတ်ပဲပုံမှန်ထက်လုံခြုံရေးပိုင်းတာလွန်တဲ့ transition ပုံစံမျိုးတွေသာဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လုပ်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လောက်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ။ Thank you